မင်္ဂလာပါပြန်လည်ဆုံတွေ့ရလို့အလွန်ပဲဝမ်းမြောက်ပါတယ်ပြီးခဲ့တဲ့အစီအစဉ်မှာတော့ကျွန်တော်တို့ဒီစကားစကိုအဆုံးသတ်နှိကုံချုပ်စီမဲ့ဇဝင်းချွေမဲ့ဟိဝရဇိန်လက်နဲ့တုံမဟုတ်ငလင်ကပ်ပေးဆိုရက်အချောင်းအနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဒီမြမငဒီစကိုင်းငလင်ဘေးစကိုင်းငလင်ဘေးကြီးကဒီတော်လိုင်းရတဲ့ဘလောက်တိအထောက်ပံ့ဖြစ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တုံသက်ဆွေးနွေးအာပြောဆို သွားခဲ့တယ်အဲ့အခုဒီကြားထဲမှာအာတပတ်လောက်နော်နည်းနည်းချားသွားတယ်အလုပ်တွေလည်းရှုပ်လာနေမအားတာနဲ့အထွေကျွန်တော်တို့မဆုံးတူလှုပ်ဖြစ်လိုက်ဘူးမဆုံးတွေးဖြစ်လိုက်ဘူးအခုတပတ်ကြာပြီးတဲ့နောက်မှာပရိသတ်တွေနဲ့ပြန်လဲတွေ့ရလို့အထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ကျွန်တော်ရဲ့ season လေးတွေကိုကြိုက်တယ်ဆိုရင်ဒီ season မှာတော့ဗာအကြောင်းညာပြောပြဖို့ရွေးချယ်ထားတယ်ဆိုရင်အေအေကြောင့်ကိုအတက်ကိုစူးမဲ့ဒီတက်ပို့ပြီးတော့ကျွန်တော်တို့နော် vulgar language သုံးပြီးပြောရင်ကိုရှုကိုပတ်မဲ့ နော်တရုတ်ဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြချင်းတယ်အဲဘာကြောင့် AA နဲ့တရုတ်နဲ့တွဲပြီးတော့နော် AA ကတရုတ်ရဲ့လက်အောက်ခံတရုတ်နဲ့တိတ်နီးစပ်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ပဲမဟုတ်ဘူးလားဘာကြောင့် AA AA ကြောင့် AA ကြောင့်နော်တရုတ်အစိုးရနော်တရုတ်နိုင်ငံကိုတက်ကိုစုတဲ့အဖြစ်မျိုးရောက်မလဲဘာကြောင့်အဲ့လိုမျိုးပြောနိုင်တာလဲဆိုတာကိုဒီနေ့စီစဉ်မှာပြောပြပေးသွားချင်ပါတယ်။ကမ္ဘာမှာဒီပထဝီနိုင်ငံကြီးเนาะအားပြိုင်မှုတွေပုံစံနေနိုင်ငံတကာစီစဉ်နေရ နော်တမဟုတ်ချင်းကြောင်းလဲလာနေတယ်ဒီဆယ်စုနှစ်တစုတွင်းအထူးသဖြင့်ဒီနှစ်ပိုင်းတွေကဆက်ပြီးတော့နော်အဲတရုတ်နိုင်ငံရဲ့ဩဇာကြီးထွားလာမှုတရုတ်နဲ့ရုရှားမာဖီးယားမျိုးပူးပေါင်းမှုအနောက်တိုင်းမှာဒီ American ပြည်တွင်းတို့ဥရောပတိုက်တို့မှာနိုင်ငံရေးလိုင်းလက်ရာလိုင်းတွေပုံပြီးအားကောင်းလာဒါတွေဒါတွေအားလုံးပေါင်းဆက်သွားပြီးတဲ့နောက်မှာဒီကွာနိုင်ငံကြီးမြင်ကွင်းအခင်းချင်းဟာအရင်လိုမဟုတ်တော့ဘဲနဲ့အပြောင်းလဲတွေသိညံလာခဲ့တယ်။အဲ့လိုပဲတစ်ချိန်ကကျွန်တော်တို့ဒီလူလူသူသိစိတ်မဝင်စားတဲ့အထူးသဖြင့်ကမ္ဘာ ိုင်ငံရေးအပြိုင်မှုတွေမှာเนาะဘရူးမားကတိတ်အာယုံတိတ်မထားတဲ့ဒီ Indo-Pacific ဒေသအထူးသဖြင့်ပေါ့ဒီဒုရကဘာစစ်နောက်ပိုင်းမှာစိတ်ဝင်စားမှုနှဲသွားတဲ့ဒီ Indo-Pacific ဒေသရဲ့ပြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဆိုတော့အဲ့ဒီမြန်မာနိုင်ငံဒီဒေသမှာอืมပထဝီနိုင်ငံရေးအရာအပြိုင်မှုတွေဟာလည်းအရင်ထက်ပိုပြီးပြင်းညာပြားလာတဲ့အပြင်ကိုတမ်ပိုလဲပိုပြီးမြင့်လာနေတာ哦ဒီဒီနှစ်ပိုင်းတွေထဲမှာ တွေ့လာနေရတယ်။ဆိုတော့အဲ့ဒီအလျောက်ပဲနောက်တစ်ချက်ရှိတာကဒီတရုတ်ရဲ့ပိုလမစီမံကိန်းတွေဒါတွေကလည်းစကားအများကြီးပြောတယ်ပေါ့နော်။ဒီပိုလမစီမံကိန်းကြီးကတကယ် mega project နိုင်ငံပေါင်း90ကျော်မှာနော် trillion ပေါင်းမြောက်များစွာရင်းနှီးမြှုပ်နှံပြီးတော့လုပ်နေတယ်။အာကိစ္စကြီးတခုအဲ့ဒီမှာကျွန်တော်မြန်မာနိုင်ငံ ASEAN စသဖြင့်နိုင်ငံပေါင်းမြောက်များစွာဒီအဲဒီစီမံကိန်းထဲမှာနော် intertwin လုံးဝထိတ်ဆက် link ဖြစ်နေတယ်။ဆိုရတဲ့အတွက်ဒီပထဝီနိုင်ငံကြီးအပြိုင်မှုကလည်းတည်ပြင်းထန်လာတယ်။ အထူးသဖြင့်ဒီ American ပြည်အောင်စုမှာ Indo-Pacific မဟာဗျူဟာကိုကျင့်သုံးပြီးတော့အာရှ Pacific ဒေသဒီပြီးတော့ဒီတရုတ်နိုင်ငံကလည်းခုနကပြောတဲ့သူ့ရဲ့ဒီအာဘယ်လိုပြောမလဲတမုတ်တရာ၃ဆင်းစီမံကိန်းပိုလမစီမံကိန်းဒီအရာတွေအတွက်အာပင်လယ်ရေချောင်းသွားလာမှုကရေးပါလာတယ်အဲ့တော့ဒီတောင်တရုတ်ပင်လယ်မှာလည်း ွန်တူတွေလုတ်ပြီးတော့ရေချောင်းသွားလာမှုတွေကိုစုံမထိန်ချုပ်နိုင်ဖို့အတွက်ပေါ့နော်ဒီဒီမလကရေလက်ကြားဆိုရင်ဒီအမေရိကန်နဲ့အနောက်အိုစုနဲ့ပုံပြီးနှိဆက်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်အဲ့ဒီမှာသွားလာရေးရမလုံခြုံတော့တဲ့အတွက်ဒီမြန်မာနိုင်ငံကနေလဲတော့ဒီထွက်ပေါက်တစ်ခုပိုက်လိုင်းအနေနဲ့ဒီကြောက်ဖြူရင်းနဲ့စိတ်ကံစသည်အားဖြင့်မလွယ်ပေါက်တစ်ခုကိုလည်းဖန်တီးလာနေတာကိုတွေ့ရတယ်။အဲ့ဒီလိုမျိုးကမ္ဘာနိုင်ငံကြီးကြီးထဲမှာဖြူဟာမဟာဖြူဟာကစားကွက်တွေ เนาะချလာတာနဲ့တူမြန်မာနိုင်ငံဟာမြန်မာနိုင်ငံကိုလည်းပို့ပြီးတော့စိတ်ဝင်စားမှုတွေမြင့်တက်လာတာကိုအဲကျွန်တော်တွေ့နေရတယ်ကျွန်တော်တို့အားလုံးဒီအတိုင်းပဲမကြသေးခင်ဟာဆိုရင်ဒီဘင်္ဂလားဒေ့ရှ်မှာရှေ့ဟာစီနာဆိုရပြုတ်ကြတယ်အဲဒီလိုပြုတ်ကြတဲ့အချိန်မှာမပြုတ်ကြခင်မှာရှေ့ဟာစီနာကဒီပြည်ရင်းမှာသူရွေးကောက်ပွဲကို uh control very controversial เนาะ very control ငင်းပွားစီဟာတိတ်ကောင်းတဲ့ရလက်တွေနဲ့သူကအနိုင်ရလာတယ်ဆိုတော့အဲ့ဒီမှာပြည်ရင်းအောင်ချမှုတွေနဲ့သူကရင်ဆိုင်နေအဲ့အဲ့ဒီလိုအချိန်မှာเนาะရှိတ်ဟာစီနာဗလက်ကပြောခဲ့တဲ့ဇာတ်ရည်ကဒီဒေသအတွင်းမှာเนาะအနောက်အစုနဲ့တရုတ်တို့ဂျာမန်ပထဝီနိုင်ငံရေးရအားပြိုင်မှုเนาะခြေပုံးခုတ်မှုတွေတိတ်ပြင်းထန်နေတယ်ကလကာနောက်ွယ်မှာเนาะကလကာနောက်ွယ်မှာတိတ်ပြင်းထန်နေပြင်းထန်နေတယ်ဆိုတာကိုအဲကျွန်တော်တို့စဝါသုံးသပ်နိုင်တယ်ရှိတ်ဟာစီနာကပြောခဲ့လဲဆိုရင် တကယ်လို့ဒီရှင်မဖြူတို့ခေါ်တဲ့စိတ်မတင်ကျုံးပါနော်အာစစ်ခြေဆိုင်စကန်ချခွင့်ပေးမယ်ဆိုရင်နော် American ဘက်ပါတီသူတို့ဘက်ပါမယ်ဆိုရင်အဲဒီလိုဒီလိုအရာတွေလုပ်ပေးမယ်အထူးသဖြင့်ရှိတ်ဟာစီနာလိုအပ်နေတဲ့ legitimacy electoral legitimacy ရွေးကောက်ပွဲနော်တရားဝင်အစိုးရတရဖြစ်အောင်အနောက်အုပ်စုကနေထောက်ခံပေးမယ်ဆိုရက်ကိစ္စကိုလူမျိုးတယောက်ကကန်းလန်းလာတယ်ပြောလာတယ်ဆိုပြီးတော့ရှိတ်ဟာစီနာက လူသိရှင်ချဖွင့်ဟပြောကြားခဲ့တယ်။အဲဒီအချိန်မှာပြည်တွင်းဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာပြင်းထန်တဲ့လူထုအုံကြွားမှုနော်ဆန့်ကျင်စာနာပြမှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ရှေ့ဟာစီနာဟာတရုတ်နဲ့ပုံပြီးနှီးဆက်တဲ့တရုတ်ပုံလုံလာတဲ့ပြီးတော့တရုတ်ကလည်းတရုတ်ရှိကနေလက်လာပါတွေနဲ့ရထားတဲ့အတွက်ဒီသူ့လက်ထက်သူအုပ်ချုပ်တဲ့နော်ကာလမှာဘင်္ဂလားဒေ့ရှ်ဟာတရုတ်ပဲပူရင်းခဲ့တာတွေ့ရတယ်။ဒီနိုင်ငံကသတင်းတွေကြည့်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာတရုတ်ရဲ့စီမံကိန်းတွေเนาะမြစ်ကူးစီမံကိန်းတွေတရားစီမံကိန်းတွေ ီအထည်ချုပ်လုပ်ငန်းတွေမှာဆိုရင်လည်းတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအများအပြားရှိလာတာကိုအဲကျွန်တော်တို့တွေ့ရတယ်ဆိုတော့တရုတ်ရဲ့တရုတ်ရဲ့တရုတ်လိုအင်အားကြီးနိုင်ငံကသူ့ပတ်ဝန်းကျင်ဘင်္ဂလားဒေ့ရှ်တို့လိုเนาะကျွန်တော်တို့အိန္ဒိယရှေ့မြောက်မီဇိုရမ်အဲကတပုံတွေပြီးမြန်မာပြည်တွေကလက်နက်ကင်တွေအာဆီယံနေရာတွေမှာဩဇာလွမ်းမိုးတာဒါကတော့ဟိုတိတ်ကြီးအထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့ထူးခြားလာတာကဒီဒေသထဲကိုเนาะလူဖြူဆိုတဲ့เนาะလူတွေဝင်ရောက်လာဖို့เนาะ ပြန်တံပြန်မှုတွေကောင်တာတွေလုပ်ဖို့စူးစမ်းလာမှုတွေကိုခက်ဆက်ဆိတ်တွေးလာနေရတာအထူးခြားတယ်ပေါ့ထူးခြားတယ်လို့ပြောရမှာပေါ့နော်အဲအဲ့ဒီအလျောက်ပဲဒီဒေတာတွင်းထဲကတရုတ်နဲ့နှိဆက်တဲ့လက်နက်ကင်အစုဖွဲ့အသီးသီးကလည်းသူတို့ရဲ့နေထိုင်ရာဒေတာသူတို့အဖွဲ့ရဲ့ထူးခြားတဲ့ဝိဒေတာတွေပေါ်မှာမူတည်ပြီးတော့အနေနဲ့များတော့နိုင်ငံရေးကစားမှုတွေစဉ်စားတွေးဖော်မှုတွေရှိလာမယ်လို့လည်းကျွန်တော်တို့သုံးသပ်ရပါတယ်ဒီဘင်္ဂလားဒေ့ရှ်တိုက်ရင်တုံးရင်ကိစ္စကိုအကြောင်းပြုပြီးတော့အာဒီ CNF နဲ့ AA ကို American ကဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းကနေစင်အကူအညီပေးမယ်ဆိုတဲ့ကိစ္စကိုပို့လိုက်အဲ့ဒီမှာလူတွေကတော့ဗာပြောလာကြတယ်ဆိုတော့ဒီဒင်းရမဖြစ်နိုင်ဘူးအာ AA ပါနေတဲ့ပါနေတဲ့အတွက်ကြောင့်ကိုနော် AA လို့ဆိုတဲ့ကိုဒါကြောင့်ပို့လို့တော့မဖြစ်နိုင်ဘူးဆိုပြီးတော့လူဝင်ဖန်တွေရဲ့လူတွေအများကြီးရှိခဲ့တယ်တွေ့ခဲ့ရတယ်ဟောအဲ့ဒီအကြောင်းကိုအဓိကထားပြီးပြောချင်တာပါနော်ဒီ season မှာတော့အဲ့ဒီသတင်းခိုင်လုံမှုမခိုင်လုံမှုဆိုတာထက်ဆိုင်နိုင်ငံရေးရစဝါ ချင့်တွက်မှုပေါ့နော်သဘောထားမြင်ကိုကျွန်တော်အဓိကထားပြီးတော့ဘာကြောင့်ဒီဟာကဖြစ်နိုင်ချေများတယ်လေနော်အရကတက်တော့ AA ဟာနော်ဒီလိုကိစ္စမျိုးနဲ့ဒီလိုအဲ့တင်ထွက်လာတဲ့တင်တိုင်းအတိအကျကြီးမဟုတ်ရင်တောင်မှနော်ဘာကြောင့်ဒီလိုမျိုးစိတ်ကူးကြံစီမှုတွေရှိလာနိုင်တယ်လဲဆိုတာကိုအကြောင်းပြုပြီးတော့နော် AA အကြောင်းတရားဟာကိုတက်ကိုစူးမယ်ကိုရှုကိုပတ်မယ်ဆိုတာကိုပြောပြ ွားချင်တာဖြစ်ပါတယ်အခုစကားကိုပြန်ပြီးဆိုင်အောင်တရုတ်နိုင်ငံဟာเนาะကျွန်တော်တို့အခုလက်ရှိဒီဘင်္ဂလားဒေ့ရှ်ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာအာတုံ့တက်မှုတွေလည်းတယောက်ပြီးတယောက်เนาะဝိုင်းရင်ဆရာကြီးတွေကပြောနေကြတာရှိတယ်ကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲတစ်တုံညာနှစ်ခွန်ကနေကျွန်တော်စမယ်အဲ့တစ်တုံညာနှစ်အဲ့ဒီမြန်မာနိုင်ငံမှာတော်လိုင်းရေးစတဲ့အချိန်2020ခုနှစ်တော်လိုင်းရေးစတဲ့အချိန်မှာတရုတ်ရောအနောက်အိုးစုရရောအခြေအနေကြည့်နေခဲ့ကြည့်နေခဲ့ကြတာပေါ့သူတို့ဆိုအဲ့လိုမျိုးသူတို့မှာ ဟိုအဲ့ဒီလိုမျိုးသူတို့ရဲ့ဟို hidden agenda တွေကြည့်နေဆိုရင်ဒီမြန်မာနိုင်ငံနဲ့အထူးသဖြင့်မြန်မာနိုင်ငံပေါ့ Indo Pacific ကတော့ Obama လက်ထက်မှာမဟာဗျူဟာချပြီးတော့သူတို့တွန်းတွန်းလိုက်ဆောင်ရွက်ခဲ့တယ်။ဒါပေမဲ့မြန်မာပြည်ကိုခြံထားတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသမှာ Obama လက်ထက်မှာကြည့်နေဆိုရင်ဒီသူတို့ကတည်ငြိမ်မှုကိုပေးနိုင်တဲ့အုပ်ချုပ်သူကိုပဲအထူးသဖြင့်မြန်မာပြည်မှာပေါ့နော်တည်ငြိမ်မှုကိုပေးနိုင်တဲ့အဲအုပ်ချုပ်ရေးရန်ရာမျိုးကိုပဲသူကလိုချင်တယ်။ဘလို့အစိုးရမျိုးဖြစ်စေတည်ငြိမ်မယ်တည်ငြိမ်မှုကို နော်ဒီ data တွင်မှာစောင့်ကျင်းပေးနိုင်မယ်ဒီနေရာကိုအကြောင်းကြီးနေရာကကိစ္စတစ်ခုကိုအကြောင်းပြုပြီးတော့ data တွင်ကြောက်ရက်ဖြစ်သွားမဲ့ဟာမျိုးမဖြစ်စေမဲ့နော်အုပ်ချုပ်သူဖြစ်တယ်ဆိုရင် American ကပဲဖြစ်ဖြစ်နော်တရုတ်ကပဲဖြစ်ဖြစ်ဒီလူနဲ့ဆက်ဆံဖို့ကိုဒီလိုအနေထားမျိုးကို status quo ကိုပုံပြီးသဘောကျခဲ့တယ်ဆိုတာကျွန်တော်တို့တွေးခဲ့ရတယ်။အဲ့တော့2021မှာလက်နက်ကင်တော်လင်ကြီးဖြစ်တဲ့ချိန်မှာအဲနှစ်ဖက်စလုံးကရှင်းရှင်းပြောရင်တရုတ်ကတော့ဒါအစင်လာရတော့လွမ်းမိုးတဲ့ဩဇာရဲ့သူ့ရိတ်အောက်ထဲမှာရှိတာတော့မှန်ပေမဲ့ဒီလိုမျိုး ထင်ထင်ပေါ်ပေါ်ကြီးအခုလာရှိုးကိစ္စမှာလို့ထင်ထင်ပေါ်ပေါ်ကြီးအာဝင်ပြီးတော့ဟိုတရုတ်ထူးတန်တမန်ကိုတိုင်းเนาะမြေပြင်ကိုရောက်ချလာတာမျိုးသူ့ခြေသူ့လက်နဲ့စီမံခန့်ခွဲသွားတာမျိုးတွေမရှိခဲ့ဘူးပေါ့เนาะအဲ့တော့ဒီ2021မှာသူတို့အဲ့လိုငြိမ်နေ22ခုငြိမ်နေ23 24ခုမှာအဲ့အချိန်တွေကပြောင်းသွားတယ်ဘာကြောင့်လဲဆိုတော့တက်တုံညာနှစ်ခုစစ်စင်ရင်ပထမလိုင်းစဖြစ်တဲ့အချိန်မှာအာဒီ ဒီ case ဒီအနေထားကဒီ stage ကဒီအဆင့်ကတည်းအရေးကြီးပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ဒီအတိုင်းပဲတစ်တုံညနှစ်ခုံကိုမြောက်ပိုင်းမဟာမိတ်၃ဘွဲကအင်းကြားဖြန့်ဆိုရဲကောင်းစဉ်တစ်ခုကိုတက်ပြီးတော့သူတို့လှုပ်သွားတယ်ဒါရင်ဘာကြောင့်ဒီတစ်တုံညနှစ်ခုံဖြစ်လာတယ်လဲဖြစ်လာတဲ့အကြောင်းရင်းနံပါတ်၁ကဒီ၂၁တောက်လျှောက်မှာတရုတ်ကိုအာခံပြီးတော့ရုရှားခြေတော့ပြေးဖက်တဲ့နော်အာစကစကိုကျုံးနွန်စင်လို့လို့ပြီးတော့ဒီကြားဖြန့်ကိစ္စကလည်း ိတ်ဆိုးလာနေတယ်တရုတ်တွေရဲ့ပတ်စံနော်ဘီလီယံ American dollar billion ဆယ်ချီပြီးတော့ဆုံရှုံနေရတဲ့ကိစ္စကိုတေးဝါနဲ့ဖိအားပေးတယ်။အဲ့ဒါကိုမှမလိုက်လျော့ပဲနဲ့နိုင်ငံရေးကလည်းသူတို့ကိုပတ်ကံသွားပြီးတော့အာခံနေတဲ့နော်စစ်ကောင်စီကိုကျုံးနွန်စေဖို့အတွက်ဒီစစ်စင်ကြီးလောက်ခွင့်ပြုဖို့နော်တရုတ်ကမီးစိမ်းပြလိုက်တယ်။ဆိုတော့ကျွန်တော်ထင်ပါတယ်ဒီဘဂဗလက်ထက်တုန်းကလည်းအရှိမျောက်ပန်ဆန်းမှာဘဂဗဗမာ community ခြေချနိုင်ဖို့အတွက်အဆအဆအရာရာ နော်စစ်ရေးစီမံချက်ကစစ်ဦးစီးအဖွဲ့ကစစေလုပ်ခဲ့တဲ့တရုတ်ဟာဒီတစ်တုံညာနှစ်ခုမှလည်းအလားတူထောက်ပံ့မှုမျိုးစုံကိုနော်ဒီ viewer မှာသူတို့ချမိမယ်လို့အဲကျွန်တော်ထင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့အရှိမြောက်လို့ဒေသတခွင်တစ်ပြင်လုံးမှာနော်လှစ်တစ်ပြက်မြို့ပေါင်းများစွာကိုမဟာမိတ်တပ်တွေကနော်ဒီမြောက်ပိုင်းညီနောင်နဲ့ဒီမဟာမိတ်ပူပေါင်းတပ်တွေကနော်လှစ်တစ်ပြက်တွင်နော်ရက်ပေါင်း20လောက်တွင်ကို နော်တတိုင်းတိုင်းတတိုင်းနဲ့တမြုပ်ပြီးတမြုပ်ဒိုမီနိုလို့ဒိုဒိုမီနိုကစားတယ်လို့ပဲပျို့သွားတာကိုတွေ့ခဲ့ရတယ်။အဲ့တော့ဒီတရုတ်ရဲ့ပအဝင်ပတ်သက်မှုကြီးကြီးမားမားရှိနေတယ်။အဲ့ဒီလိုလှုပ်ရတဲ့ရေချက်ကလည်းသူ့စကားကိုနားမထောင်နဲ့စစ်ကောင်စီကိုကျွမ်းနံစေဖို့ပြီးအဲ့ကြားဖြန်အုပ်စုတွေကိုနှိမ်နှင်းနှိမ်နှင်းပြခဲ့တာအဲ့ကြားဖြန်ကိုအဓိကလုပ်တဲ့ဒီကိုကန့်လောက်ကင်ထဲကလူတွေရတယ်နော်အဲဒီပယ်မိသားစုကလည်းကိုကန့်နေပဲစစ်ကောင်စီနဲ့ပေါင်းပြီးတော့အာခံနေတယ်တရုတ်ကိုဒုက္ခပေးတဲ့အတွက် နော်ဒီလိုမျိုးသူတို့ကဆုံးမတင်ခန်းစာပြလိုက်တာဒါပေမဲ့အဲ့အနေထားမှာဒီစစ်ကောင်စီကတစ္ဆာဖောက်လို့နော်ရာထူးနေရာလက်လက်ဆုံးရှုံးရတဲ့ဒီဖုံချရှင်တို့အုပ်စုကအာဒီအနေထားကိုအခွင့် opportunity ကောင်းကောင်းရပြီးတော့ဒီစစ်စင်ရေးမှာသူတို့ပါဝင်လာတယ်ပါဝင်လာတာမှလာရှုတီကိုရောက်လာတယ်အဲ့အခါမှာတရုတ်ဘက်ကနော်တော်တော်လေးကိုမတိမငြိမ်ဖြစ်လာတာတွေ့ရတယ် ဆိုတော့ဒီကိစ္စမှာကိုးကန့်အနေနဲ့เนาะတရုတ်အနေနဲ့အဲတရုတ်ကပထမခွင့်ပြုထားတဲ့ limit ထဲမှာလာရှိုးထိတိုက်ဖို့မပါတော့ဘူးဒါကိုကိုးကန့်ကเนาะအာလာရှိုးထိတက်လာတဲ့အတွက်ဒီမှာတရုတ်ကစပြီးတော့เนาะအဲစပြီးတော့တရုတ်ကစပြီးတော့ကိုးကန့်ကိုဖိအားပေးမှုတွေလှုပ်လာတယ်အခုဒီလက်ရှိအနေအထားကိုရောက်ရှိလာခဲ့ရောက်ရှိလာခဲ့တယ် ရောက်ရှိလာခဲ့တယ်တရုတ်ရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့နော်ကိုကန်းကအခုတော့ဒီတရုတ်အလိုချပင်မြို့ထဲကနေလာရှိုးမြို့ပေါ်ရက်ွက်တွေကနေအဲနောက်ဆုတ်ပြေးလိုက်ရတာကိုတွေ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဒီအကြောင်းအရာတွေကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံထဲမှာရှိနေတဲ့ဒီလက်နက်ကင်အင်အားစုတွေဟာအထူးဖြင့်မြောက်ပိုင်းညီနောင်၃ဖွဲ့နော်အဲ့ဒီထဲမှာမှအဲဝတို့ကိုကန်းတို့မိုင်းလာတို့ဟာနော်တရုတ်ရဲ့ဩဇာနဲ့ လုံးဝမလွတ်ကင်းနိုင်တဲ့လူတွေပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်တို့ဒီလုံချလာလာရှုမျိုးနဲ့ပတ်သက်ပြီးတော့เนาะပြောပြသွားတဲ့အစီအစဉ်ထဲမှာပြောပြခဲ့တဲ့အတိုင်းပဲဒီ၃ဖွဲ့ကိုတရုတ်ကအချိန်မရွေးအရှင်းထုတ်နိုင်တယ်ဆိုတော့ဒီတစ်တုံညာနှစ်ခွန်မှာတရုတ်ကသူ့ဩဇာကိုမနာခံတဲ့စကားဆကိုတလအတွင်းမှာကောင်းကောင်းပြိုလဲအောင်လုပ်ပြနိုင်တယ်လုပ်ပြနိုင်တယ်ဆိုတာကိုပြသခဲ့တာကိုเนาะဒီဖြစ်စဉ်ကြီးကိုစကားဆကရောဒီကျန်တဲ့ အင်အားစုတွေကရောမြင်လိုက်ရတယ်လို့အာရကတတော် AA ကလည်းဒါကိုကောင်းကောင်းသင်ခန်းစာယူมาဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီအာရကတတော် AA ဆိုတာမြန်မာပြည်မှာဆယ်စုနှစ်တစုတွင်တမဟုတ်ချင်းအင်အားကောင်းလာရဲ့เนาะရခိုင်တနက်ကင်အင်အားစုဖြစ်ပါတယ်ဆိုတော့ဒီအရှိမြောက်လာရှိုးကိစ္စမှာကြားဖြန်ကိစ္စမှာเนาะတရုတ် တရုတ်ကဒီသူထောက်ပံ့ပေးထားတဲ့เนาะဒီအင်းလက်လက်ကင်တွေကိုဒီကိုကန်တို့ဆိုတာလည်းကျွန်တော်တို့ပြောတဲ့အတိုင်းပဲအာတရုတ်ကို backup တရုတ်ကိုလုံးဝမလွန်ဆန်နိုင်တဲ့အကြောင်းရင်းတွေရှိတယ်သူကမူရင်းမူလခဲကမာဖီးယားတာတာတရုတ်ကြောင့်เนาะတရုတ်ကြောင့်ရက်တည်နေနိုင်တဲ့เนาะတရုတ်ရဲ့ထောက်ခံမှုနဲ့ပံ့ပိုးမှုနဲ့ရက်တည်နေတဲ့လူတွေ ဖြစ်တဲ့အတွက်တရုတ်ရဲ့နိုင်ငံရေးဖိအားကိုလုံးဝအာမလွန်ဆန်နိုင်ဘူးပြီးရင်သူတို့ကမူရီစေဝါမောင်းခိုးเนาะ black market နဲ့အဓိကအဲလင်ပတ်တဲ့အဖွဲ့တွေဖြစ်နေဆိုတာကိုကျွန်တော်တို့အာသူတို့ရဲ့ရာဇဝင်ကိုလိမ့်လာမယ်ဆိုရင်သိရတယ်။အဲ့ခါကျတော့အာတရုတ်ကသာဆန္ဒရှိရဆိုရင်ဒီအဖွဲ့တွေပေါ့နော်။နေချင်းညချင်းပျောက်သွားအောင်လုပ်ပြနိုင်တယ်เนาะကြားဖြံကိုလည်းလုပ်တယ်လို့ဒီအဖွဲ့တွေလည်းသူလုပ်နိုင်တယ်ဆိုတာကိုတိတ်တုံညာနှစ်ခုမှာအာအားလုံးကကောင်းကောင်းမြင်လိုက်ကြရတယ်။အဲ့တော့အာရကတက်တော် AE လို့ เนาะဒီရခိုင်ပြည်ကိုစိတ်ဝင်ထိုးဖောက်တဲ့ပုံစံတွေကเนาะပြည်ပနိုင်ငံကြီးတစ်ခုရဲ့ထောက်ပံ့မှုမရှိဘဲနဲ့เนาะလုံးဝမဖြစ်နိုင်ဘူးလို့အားလုံးကလည်းတုံ့တက်ခဲ့ကြတယ်ဆိုတော့တကယ်လက်တွေ့မှာလည်းဒါဟာအမှန်တရားလို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအင်အားပေါင်းထောင်ချီတဲ့တပ်ဖွဲ့တစ်ခုဟာเนาะမြန်မာပြည်အလဲပိုင်းကိုဖျက်ဆီးပြီးတော့ရခိုင်ပြည်ထဲကိုထိုးဖောက်ပြီးရခိုင်တပီလုံးကိုထိန်ချုပ်နိုင်တဲ့အဆင့်ထိရောက်ဖို့ဆိုတာเนาะဒါဟိုတိတ်ကိုလွယ်တဲ့ case ဟို ကိုယ်အရင်ရှင်းနဲ့လုပ်ရင်တော့မှနှစ်များစွာတိဆောက်ယူရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒါမဲ့ဒီ2009ခုနှစ်မှာလူ40လောက်နဲ့စဖွဲ့တယ်2026 2016လောက်မှာတော့တိုက်ပွဲကြီးရစပြီးပေါ်ဆောင်နိုင်တဲ့ကိစ္စကတော့တော့တာမန်အရင်ချင်းမျိုးနဲ့တာမန်အခြေအနေမျိုးနဲ့လုပ်လို့မရတဲ့ကိစ္စတွေဖြစ်ပါတယ်။အဲကိစ္စလိုပဲကျွန်တော်တို့အဲပြောရပါလိမ့်မယ်။ဆိုတော့ဒါကျွန်တော်တို့အဟိုကျွန်တော်တို့လူရင်းကိုပြောအောင်။အဲ့တော့ အရကတတော် AA ကဒီရခိုင်ပြည်ကိုစထိုးဖောက်တဲ့အချိန်မှာเนาะတရုတ်ရဲ့အာကူညီပံ့ပိုးမှုတွေအများကြီးနဲ့เนาะလုတ်ခဲ့တယ်ဆိုတာလည်းဒါထင်ရှားပြီးသားဖြစ်တယ်အဲဒီတော့အဲ့ဒီအချိန်မှာဒီလိုမျိုးရခိုင်ပြည်ထဲမှာတိုက်ပွဲတွေပေါ်ဆောင်ရင်းနဲ့ဒီတရုတ်ရဲ့စီမံကိန်းအိန္ဒိယရဲ့စီမံကိန်းတွေနဲ့နိုင်ငံတကာစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ဒါမေးခွန်းပေါ်လာတယ် AA ဘာလုပ်မှလဲပေါ့เนาะဆိုတော့အဲ့မှာ AA ရဲ့စည်ရင်ဥတီချက်နိုင်ငံရေးအာလမ်းစဉ်ချမှတ်မှုတွေကိုကြီးလိုက်တဲ့အခါမှာเนาะ AA က သူ့ရဲ့စကားပေါက်အောင်เนาะအင်ဒီရှင်းနိုင်ငံတွေကเนาะသူတို့ကိုကန့်သက်ပိတ်ဆို့မှုတွေမလုပ်နိုင်အောင်အဲသူတို့ထုတ်ပြောတဲ့စကားတခုရှိတယ်။ဒါလဲဆိုတော့ဒီဒေတာကိုเนาะဟိုကြောက်ဖြူလို့နေရဆိုရင်တရုတ်ကဘာကြောင့်အဲ့လောက်ထိစိတ်ဝင်စားရလဲမြန်မာပြည်ကိုမြန်မာပြည်မှာစကားဆောက်ဘာကြောင့်တရုတ်ကအဲ့လောက်ထိတော့ပန့်ပိုးပြီးတာသူစီမံကိန်းသူ့ကိုချိုးစည်းဘွားတွေဒီစကားဆောက်လုံခြုံမှုပေးနိုင်တယ်ထင်လို့เนาะအဲတရုတ်ကထောက်ခံပေးတာအဲ့တော့ကျွန်တော်တို့ကလည်း အဲ့ဒီလိုမျိုးအလားတူအဲသူတို့ရဲ့စီမံကိန်းအကျိုးစီးပွားကိုနော် security guarantor လုတ်ပေးနိုင်ပါလေဆိုတဲ့စွမ်းရည်ကို ပြသဖို့လိုအပ်တယ်ဆိုတော့လိုအပ်တယ်လိုအပ်တယ်အဲအဲ့ဒါကြောင့်လည်းဒီ data တွေမှာအာနော်တိုက်ပွဲတွေပေါ်ဆောင်ရတာဖြစ်တယ်ဆိုပြီးတော့ဗိုလ်ချုပ်ထုတ်ပြန်နိုင်ကိုယ်တိုင်ကနော်မီဒီယာမှာဖြေကြားခဲ့တာတွေ့ရအဲ့ဒီအတိုင်းပဲဒီပလောက်ဝ data မှာဆိုရင်လည်းပလောက်ဝကိုမှအခြေချပလောက်ဝကို ိမဒီမီးလဝါတို့မီးချောင်းဖြူဟာတို့နော်ဒီဒီဒီနေရာတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဖြစ်တာဟာကလတန်မြစ်စီမံကိန်းကိုဆိုးမှုပြီးဆိုးမှုပြီးတော့အိန္ဒိယအစိုးရနဲ့နော် level ချင်းရင်ပေါင်တန်းနော်စကားပြောနိုင်အောင်အဲ့ဒီတွေကအကွက်ကြက်ကြနော်ရခိုင်ကောင်းဆောင်တွေကသူတို့ဟိုလှုပ်ခဲတာကိုတွေ့ရတယ်ဒီလိုမှမလှုပ်ဘူးဆိုရင်နော်ဒီလိုမှမလှုပ်ဘူးဆိုရင်ဒီနိုင်ငံကြီးတွေအိန္ဒိယတို့နော်အိန္ဒိယတို့နိုင်ငံက AA ရဲ့နော်သွားတာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီးတော့သူ့ကိုတောက်ရှက်လာမဲ့ဟာကိုကြုံမြင်တဲ့အတွက်နော်ဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့အမျှော်မြင်ရှိရှိလှုပ်ဆောင်ခဲ့တာတွေ့ရအဲ့လိုမျိုးလှုပ်လာရတဲ့ရခိုင်တပီလုံးကိုအခုထိန်းချုပ်နိုင်တဲ့အနေအထားကိုရောက်လာတယ်။ဆိုတော့ဒီ AA နဲ့နော်မြောက်ပိုင်းသုံးဖွဲ့မတူညီတဲ့အချက်တွေကဘာလဲဆိုတော့ AA ကတရုတ်နယ်စပ်နဲ့အလန်းကွာတယ်။ပြီးတော့သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့နော် organization structure ဒီပြီးခဲ့တဲ့ခုနကပြောတဲ့သုံးဖက်သက်ဆိုင်ပို့ပြီးတော့ခိုင်ပါတယ်ဒီ ideology တခုကနော်တိတိကျကျနဲ့သူ့ကို drive လုပ်နေတာရှိတယ်။ပြီးတော့အဖွဲ့အစည်းတိဆောက်ပုံကလည်းစုပေါင်းကောင်းဆောင်မှုပုံစံနဲ့သွားတာဒါကလည်းထူးခြားတယ်။ဆိုတော့ကိုကန်းတို့မိုင်းလာတို့နော်ဒီဝါတို့ကြတော့ဗရီသစ်ဆန် ਨੇ ပြီးရင်မိသားစုတစုကဥဆောင်တဲ့ပုံစံမျိုးဖြစ်တယ်။ပြီးတော့တရုတ်နဲ့လည်းနေချင်းကတ်နေတဲ့အတွက်ပြီးပြီးတော့သူတို့တပ်ဖွဲ့ရဲ့ရက်တီရတဲ့နော်အသက်သွေးကြောစီးပွားရေးအသက်သွေးကြောအားလည်းမက်တာဖက်တမင်းလို့ဘိန်းလို့နော်မောင်းခို့ မောင်ခိုအမောင်တော့ကနော်အမောင်နဲ့မကင်းတဲ့ကိစ္စရင်းနဲ့ဆက်ဆက်နေတဲ့သူတို့ဟာဘယ်နည်းနဲ့မှတိကိုမလန်နိုင်ဘူးဒီတစ်တုံညနှစ်ခုမှာပဲဖြစ်ဖြစ်ပထမလိုင်းဖြစ်ဖြစ်ဒုတိယလိုင်းမှာပဲဖြစ်ဖြစ်တရုတ်ကိုကြောက်ရတယ်တရုတ်ပြောတဲ့အတိုင်းသူတို့နာခံရတယ်နော်တရုတ်ကသူတို့ကိုတပစ္စည်းတိမ့်သလိုနော်ချက်ချင်းနေချင်းညချင်းတိမ့်နိုင်တဲ့အရေးချင်းရှိတယ်ဆိုတာကိုလေနော်တရုတ်ကပြထားပြထားခဲ့တယ်ဆိုတော့ဒီဟာတွေကို ရခိုင်ခေါင်းဆောင်တွေကလည်းတေချာပေါက်မြင်ထားကြမှာမြင်ထားကြမှာအမှန်ပဲဒီအပေါ်မှာငါတို့အပေါ်မှာရောเนาะဒီလိုမျိုးတည်ရောက်မှုတွေရှိလာရှိလာမယ်ဆိုတာကိုရှိလာမယ်ဒီအတွက်เนาะဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာကိုအေအေခေါင်းဆောင်တွေနေနဲ့သူတို့စဉ်းစားထားပြီးဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ဒီစဉ်းစားတွေးခေါ်ချက်ရပေါ့เนาะအာလာရှိုးကိုကိုကန့်ကเนาะဝင်တင်ပြီးတဲ့အချိန်မှာဒီတေယုတ်ဘက်ကနေသူနဲ့ဆက်ဆက်တဲ့အဖွဲ့တွေကို ဖိအားပေးတာရှိတယ်နောက်အုပ်စုလူဖြစ်တဲ့ NUG နဲ့မဆက်ဆံဖို့ CIA နဲ့ပတ်သက်နေတဲ့စကားပြောနေစတဲ့ဆွတ်ဆွတ်ချက်တွေထွက်ပေါ်လာတယ်။ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအာဒီရခိုင်ဘက်ကနော်ဟိုတုံးသက်ပြောဆိုမှုတွေကဒီရခိုင်တပ်နေနဲ့သူသူဟာနိုင်ငံတကာကစိတ်ချရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါလေဆိုတာကိုပြသနိုင်ဖို့အတွက်နော်လိုအပ်တဲ့ပြောဆိုဆွေးနွေးမှုတွေကိုလုပ်နေမှာပဲဆိုပြီးတော့သူတို့ဘက်ကလည်းအဲ့ဒီသဘောထားမျိုးထုတ်ပြန်ခဲ့တာရှိတယ်။အဲ့ကကြတော့ခုနကပြောတယ်ကျွန်တော်တို့ဒီ CIA American CIA ကနော်ဘင်္ဂလားဒေ့ရှ်ကိုအခြေခံပြီးတော့နော်အဲ AA နဲ့ CNF ကိုထောက်ပံ့မှုတွေပေးမယ်ဆိုတာဒါဖြစ်နိုင်ချေအများကြီးရှိတယ်။ဆိုတော့လာရှိုးကိစ္စမှာဒီကိုကန်တက်တွေတက်ဆုပ်ဖို့နော်အသေးအတန်ဒီတရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်နဲ့မြန်မာပြည်ကိုရောက်လာတဲ့အကြောင်းရင်းတွေထဲမှာဒီ CIA ထိုင်ဝမ်နဲ့ဆက်ဆက်တယ်ထိုင်ဝမ်ရဲ့လုံဆောင်မှုတွေပါတယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားတွေကအချင်းကြီးတော့မဟုတ်တော့ ချီနီမဟုတ်မဟုတ်နိုင်ပါဘူးအချီနီမဖြစ်နိုင်ပါဘူး AA ဟာတရုတ်နဲ့နေရင်အမထိဆက်မထိဆက်ဘူးပြီးရင်သူ့ရဲ့ဟိုနိုင်ငံဒီ behind view ကိုစထိုးဖောက်ခဲကချထားတဲ့နိုင်ငံကြီးလုပ်ငန်းစဉ်နိုင်ငံကြီးလမ်းစဉ်ဟာ security guard တို့စိတ်ချတဲ့နိုင်ငံတကာအတွက်စိတ်ချတဲ့မိဖက်အဖွဲ့စည်းအားစုတစ်ခုဖြစ်တယ်ဆိုတာကိုပြသဖို့နော်သူကိုယ်တိုင်ကလှုပ်ဆောင်ပြနေတာဖြစ်တဲ့အတွက် AA ခေါင်းဆောင်နေနေနဲ့ CIA ကကန်းလန်းလာရင် နော်လက်ခံဖို့စဉ်းစားထားကောင်းစဉ်းစားထားနိုင်တယ်လို့အခုချိန်မှာလည်းတစုံတရာပူပေါင်းမှုတွေရှိနေပြီလားဆိုတာတော့တစုံတရာပူပေါင်းမှုတွေတော့ရှိကောင်းရှိနေနိုင်ပြီလို့လည်းယူဆရပါတယ်တချို့ကအေအေကတရုတ်ရဲ့နော်နောက်ခံဖြစ်တဲ့အတွက်အာမဖြစ်နိုင်ဘူးလို့ပြောကြတယ်နော်နိုင်ငံကြီးမှာမဖြစ်နိုင်ဘူးဆိုတာအာနိုင်ငံကြီးမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဘာကြောင့်လဲဆိုတော့ဟိုဒီလိုမျိုးတာရကတွေကရှိခဲ့တယ် ဗီယက်နမ်ဗီယက်နမ်မှာဆိုရင်ဒီဟိုချီမင်းတို့ခေါင်းဆောင်တဲ့ community တွေကသူတို့ဒီဂျပန်ဒေါ်လာရေးစလုပ်တဲ့အချိန်မှာเนาะဂျပန်ခေတ်ပေါ်အဲ့တော့အင်ဒိုအင်ဒိုချိုင်းနာကိုဂျပန်ကဝင်သိမ်းတဲ့အချိန်ဆိုတော့ဒီဟိုချီမင်းတို့ကအဲ့ဒီတုန်းကဟိုကိုထူကိုထသူတို့ဂျပန်ကိုတော်လှန်နေသူတို့က community ပဲလက်ဝဲပဲဒါပေမဲ့ဂျပန်ကိုတော်လှန်နေတာဖြစ်တဲ့အတွက်အဲ့ဒီတုန်းက American CIA ပေါ့အဲ့တုန်းကတော့ CIA မဟုတ်သေးပဲ American ထောက်လှမ်းရေးအဖွဲ့ကဒီ ဂျပန်ဂျပန်ကိုတော်လှန်နေတဲ့ဒီဟိုချီမင်းအဖွဲ့ကိုနော်ဟိုချီမင်းအဖွဲ့ကိုငွေကြေးလက်နက်ကူညီတာမျိုးရှိခဲ့တယ်ဟိုချီမင်းကလည်းအဲ့အချိန်ကဂျပန်ကိုတိုက်နေရတဲ့အချိန်ဖြစ်တဲ့အတွက်နော်ဒီအမေရိကန်ကပေးတဲ့အကူအညီကိုရယူခဲ့တဲ့အချိန်ကာလတခုရှိခဲ့တယ်ဒါကြောင့်ဒီဒီလိုမျိုးနိုင်ငံတကာဒီလိုမျိုးအင်အားကြီးနိုင်ငံတွေရဲ့ပထဝီအပြိုင်မှုစုံချက်မှာရှိရှိနေတဲ့ရခိုင်ပြည်မှာရခိုင်ခေါင်းဆောင်တွေဟာဒီပြည်ပနိုင်ငံကြီးတခုက blackmail သူတို့ကို နောက်ကခွဲကနေချိန်ချောင်းအတက်ကင်တာမျိုးမလုံနိုင်အောင်အထူးသဖြင့်တရုတ်နိုင်ငံကသူ့ရဲ့ Argan Dream နော်ရခိုင်နေရဲ့မျိုးသားညီမချက်နိုင်ငံကြီးညီမချက်တွေကိုမနှောက်ယှက်နိုင်အောင်ဒီလိုမျိုးလှုပ်ဆောင်မှုတွေအဲလှုပ်ဆောင်နေတော့ပြီလို့လည်းကျွန်တော်ယူဆရတယ်လှုပ်ဆောင်ဖို့လည်းအစီအစဉ်တွေအခိုင်အမာရှိနေမယ်လို့လည်းယူဒါကြောင့်တရုတ်နိုင်ငံဟာဥက္ကဋ္ဌလို့ Argan တတ်တော် AA ရခိုင်ပြည်ကိုထိန်ချုပ်ဖို့ကတော့တိတ်မလွယ်တော့ဘူးဒါကြောင့်တရုတ်အနေနဲ့ ဒီသူ့ရဲ့ထွက်ပေါက်နောက်ဖေးထွက်ပေါက်ဖြစ်တဲ့เนาะအိန္ဒိယထွက်ပေါက်ဖြစ်တဲ့မြန်မာနိုင်ငံမှာသူ့ရဲ့ဩဇာလွမ်းမိုးအောင်ဒီလက်နက်ကင်မြောက်ပိုင်း၃ဖွဲ့ကိုလက်နက်တက်ဆင်ပေးပြီးတော့ဝင်းမြူခဲ့ပြီမဲ့အဲ့ဒီအဖွဲ့ထဲမှာသူ့အတက်သူ့အတက်သူပြန်စူးမဲ့အဖွဲ့ကတော့အရကတက်တော် AA ပဲဖြစ်တဲ့အကြောင်းဒီနေ့အစီအစဉ်မှာဆွေးနွေးပြချင်တာဖြစ်ပါတယ်။နားထောင်ပေးကြရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။